မိတ်ဆွေများအားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်တို့နောက်ထပ်ပါတော့ထိတ်လေပိတ်တနန်း၃လုံးပေါင်းရှင်ပရိအားနဲ့20နောက်ထပ်နံပါတ်3ပေါ့နော်20နဲ့တကွချင်းပြပေးသွားမှာဖြစ်ပါတယ်โอเคကျွန်တော်20မပြခင်မှာပေါ့နော်သူချပေးသွားတဲ့ဟာကိုကျွန်တော်မိတ်ဆွေများအတူတူတည်အောင်ပေါ့နော်လေ့လာကြည့်အောင်လားခင်ဗျာပရိအားနဲ့ယူတဲ့နည်းဖြစ်ပါတယ်ရှေ့ဗီဒီယိုမှာတော့ကနန်းနှလုံးရှင်းစီယူပြထားတယ်ပေါ့နော်ဒီတစ်ပတ်မှာတော့ အဲပရိတ်တလုံးထဲယူတဲ့နည်းဖြစ်ပါတယ်ဗောနော်ပရိတ်အားနေယူတဲ့နည်းဖြစ်ပါတယ်နံပါတ်1အနေနဲ့ကဒီ short break အားနေတာဖြစ်ပါတယ်ဒီအနီအောင်လေးနဲ့ရေးပြထားတာဒီ short break အားနေတာဖြစ်ပါတယ်ရှားပြီးတော့တာကလေးလေးရှားဆိုတဲ့အတွက်၄ရက်၄ရက်၆ရက်ပေါင်းရှင်းလေးပရိတ်ရှားပြီးသွားတယ်ဗောနော်ရှင်းပရိတ်အားနေတာ၅ပရိတ်၉၅တိရှားပြီးသွားတာဖြစ်ပါတယ်နံပါတ်3မှာကျတော့တနည်းအရဒီ၅ပရိတ်အားနေတာဖြစ်ပါတယ်၉၉တုံများဆိုတဲ့အတွက်ရှိပရိတ် ချပေးသွားတယ်ဗောနော်ဒါကတော့ကျွန်တော်2023ကဟာဒီဖြစ်ပါတယ်2023ကချပေးသွားခဲ့တဲ့ကတဲ့တွေဖြစ်ပါတယ်ဗောနော်နောက်ထပ်နံပါတ်၄နံပါတ်၅မှာကျတော့ငါပရိအာနေတာခွန်ငါခွန်ဆိုတဲ့အတွက်ကိုပရိဖြစ်ပါတယ်နံပါတ်၆မှာကျတော့နိပရိအာနေတာဖြစ်ပါတယ်ဗောနော်နိပရိအာနေတာ၃ပရိ၅လေးလေးချပေးသွားတာဖြစ်ပါတယ်ပြီးတော့နံပါတ်9 နံပါတ်09ခုကတော့2024နှစ်ဦးကနန်းဖြစ်ပါတယ်။တိပရိအာနိတာ909ဆိုတဲ့အတွက်9ပရိချပေးသွားတာဖြစ်ပါတယ်။နံပါတ်6 sorry နံပါတ်7မှာပေါ့နော်တိပရိအာနိတာဖြစ်ပါတယ်။တုံများ63ဆိုတဲ့အတွက်9ပရိချပေးသွားတယ်ပေါ့နော်။နံပါတ်9မှာကျတော့6ပရိအာနိတာ395ခုနှစ်ပရိချပေးသွားခဲ့တာဖြစ်ပါတယ်။နံပါတ်10တုံများပရိအာနိတာ 6သုံးများသုံးဆိုတဲ့အတွက်ကိုယ်ပရိချပေးသွားခဲ့တာဖြစ်ပါတယ်ခင်ဗျာနံပါတ်7မှာ short break အနေနဲ့ဖြစ်ပါတယ်6နှစ်6ဆိုတဲ့အတွက်ပေါင်းရှင်းက၄ပေါ့နော်နံပါတ်7မှာကိုယ်ပရိအနေနဲ့ဖြစ်ပါတယ်၃လုံးပေါင်းရှင်း break ကိုယ်ပရိအနေနဲ့သုံးပရိချပေးသွားတယ်ပေါ့နော်နံပါတ်7မှာ၃လုံးပေါင်းရှင်း break တိပရိအနေနဲ့ပေါ့နော်2ပရိ9 9ချပေးသွားတယ် နံပါတ်14မှာတော့သုံးလုံးပေါင်းရှင်ပရိတ်5ပရိတ်အားနေတာဖြစ်ပါတယ်ရှင်ပရိတ်ခြားပြစ်သွားခေတာဖြစ်ပါတယ်ခင်ဗျာနံပါတ်15မှာတော့ဒွန်းဒီအရာဒီသုံးလုံးပေါင်းရှင်နေအားနေတယ်ဗောနော်5ပရိတ်ခြားပြစ်သွားတာဖြစ်ပါတယ်နံပါတ်16မှာတော့တနည်းအရာရှိပရိအာနေတာခုနှစ်ပရိချပေးသွားတာဖြစ်ပါတယ်။နံပါတ်19မှာသုံးလုံးပေါင်းရှင်တိပရိအာနေတာ9ပရိ9တုံများလေးချပေးသွားခဲ့တာဖြစ်ပါတယ်။ နံပါတ်78မှာတော့၅ပြိအားနေတာ၈ပြိခြားပြီးသွားတယ်ပေါ့နော်နံပါတ်78ချိန်ထိခြေသွားပြီဖြစ်ပါတယ်ငါတုံညာတုံးပြီးတော့33ရှောက်ကိုထပ်ပြီးလေ့လာကြအောင်33ရှောက်တပြင်မှာဆိုရင်တွင်းကြီးအရာ9ပြိအားနေတာဖြစ်ပါတယ်ပေါ့နော်အဲဒီမှာ2ပြိခြားပြီးသွားခေတာဖြစ်ပါတယ်ဒီအနီရောင်လေးနဲ့ရေးပေးထားတာဒီထိုင်လေးပဲကနန်း3လုံးပေါင်းရှင်ပြိအားနေတာဖြစ်ပါတယ်9ပြိအားနေ နိဗ္ဗရိဖြစ်ပါတယ်။နောက်တစ်ခုနံပါတ်20မှာကိုဗရိအားနဲ့တုံများလေးတဲ့၅ဗရိပေါ့နော်။နံပါတ်20နဲ့တင်မှာဆိုရင်၃ဗရိအားနဲ့ဒါတိဗရိရှင်းလျှောက်ခုဖြစ်ပါတယ်။20နဲ့နိပေါ့နော်နံပါတ်20မှာတဏိအရာဒီလျှောက်ဗရိအားနဲ့ဒါလျှောက်တုံများလျှောက်နိဗ္ဗရိဖြစ်ပါတယ်။နံပါတ်23နံပါတ်9 9ပြိအာနိတာဖြစ်ပါတယ်ဗောနောထိတ်လေးပဲ၃လုံးပေါင်းရှင်း9ပြိ အားနေတာဖြစ်ပါတယ်။လေပရိချပေးသွားခဲ့တာဖြစ်ပါတယ်ဗောနော။၂၄မှာရှစ်ပရိပေးတာဖြစ်ပါတယ်။ခုနှစ်ပရိချသွားတယ်ဗောနော။၃၅ကိုပရိကိုပေးတာဖြစ်ပါတယ်ကိုရှောင်းနှစ်ခုနှစ်ပရိပေါ့နော်26ကိုပရိပေးတာတုံညာလေးလေးဆိုတဲ့အတွက်10ပရိဖြစ်ပါတယ်နောက်ထပ်နံပါတ်29မှာ10ပရိပေးတာနေနေတိ9ပရိ သုံးပရိပေတာငါးပရိချပြသွားတယ်ပေါ့နော်နော်နော်စေနကိုရှိပရိပေတာချီချောင်းသုံးခုနှစ်ပရိဖြစ်ပါတယ်နောက်တစ်ခုနံပါတ်30မှာလေးပရိပေတာတိပရိနှစ်တုံများကိုပေါ့နော်30နဲ့တင်ပါဆိုရင်လေးပရိပေထားတာဖြစ်ပါတယ်တွင်ညရာလေးပရိပေတာခွန်ခွန်ကိုသုံးပရိချာပြသွားတယ်ပေါ့နော်အဲ့ဒီခွန်ခွန်ကိုကတော့2020နဲ့ငါနေဦးကနန်းဖြစ်ပါတယ် 30နှစ်နှစ်မှာရှစ်ပြိပယ်တာခွန်3ည3ည9ပြိချပြီးတော့ခဲ့တယ်ခင်ဗျာ33ပေါ့နော်3ပြိပယ်တာ9ပြိ3ခွန်ခွန်ဖြစ်ပါတယ်နောက်ထပ်34ပေါ့နော်34လေးမှာတွင်းဤအရာ9ပြိပယ်တာဖြစ်ပါတယ်ရှစ်ကိုလေး3ပြိချပြီးတော့တာဖြစ်ပါတယ်35မှာတော့9ပြိပယ်တာ4ပြိဖြစ်တဲ့963ပေါ့နော် နောက်ထပ်36ဖြစ်ပါတယ်။35တရားပေါ်35ပေါ့နော်။တရားက36ပါဆိုရင်68ခွန်တိပရိပေါ့နော်။၅ပရိပေးထားတာဖြစ်ပါတယ်။ Okay ကျွန်တော်ဆက်ပြီးတော့လေ့လာကြည့်အောင်68ခွန်ပြီးတော့နင်းနစ်ခွန်ပေါ့နော်။နင်းနစ်ခွန်ပြင်ကို ထပ်ပြီးလေ့လာကြည့်အောင်နင်းနစ်ခွန်ပြင်မှာဆိုရင်တနည်းအရာဒီနေပရိအားနေတာဖြစ်ပါလေပေါ့နော်30 38 39ပေါ့နော်အဲ့39မှာဆိုရင်နေပရိပေတာတေပရိနေနေခွန်ဖြစ်ပါတယ် တုံညာပြိပယ်တာ3ရှိရှိကိုပြိချာပေးသွားခဲ့တာဖြစ်ပါတယ်ပေါ့ခင်ဗျာအချိန်ရအဖြစ်30နဲ့ချစ်ချိန်အထိခူလလုံးစေတော့လုံးဝကိုဖောက်ပင်မရှိသေးတဲ့ပြိပယ်တဲ့ဤဖြစ်ပါတယ်ပေါ့နော်โอเคဒါဆိုရင်ကျွန်တော်တို့တွေ့ရတွင်ဤကိုအတူတူလေ့လာကြည့်အောင်ပါခင်ဗျာတွေ့ရတွင်ဤကိုဒီ665ကနေ6ချောင်းနဲ့ပြပြပေးသွားမှာဖြစ်ပါတယ်ပေါ့နော်3 gap 2တဲ့နံပါတ်3ပေါ့နော် ဒီရှောင်းရှောင်းငါကနေကိုရှောင်းနေကိုမူတည်ပြီးတော့သုံးနာလေးလေးတပင်ကိုတပြပြေးတော့မှာဖြစ်ပါတယ်။ယူရီနီကဒီအလဲထင်6ခုနှစ်ချိန်ပေါ့မယ်။ဒီအပိတ်ကတစ်ချိန်၊ဒီအောက်ကနှစ်အပိတ်မှာတစ်ချိန်ပေါ့နော်။ဒါဆိုရင်ဒီရှောင်းနှစ်ချိန်ပေါင်း7နှစ်ကို9နဲ့ပေါင်းရှင်းခွန်ရတယ်ပေါ့နော်။ဆက်ခွန်ကိုခွန်ပေးကြည့်ပြီးတော့ဒီအောက်ကနှစ်နဲ့ထပ်ပေါင်းတာဆိုရင်ပေါင်းရှင်း9ရတယ်ပေါ့နော်။အဲ့ဒီ code ဒီပေတဲ့ပရိတ်ဖြစ်ပါတယ်။ code ပရိတ်ပေတာ နောက်ထပ်တစ်ပြင်မှာ၃ညလေးလေးပေါ့နော်ကိုရှောင်းနေရနေတွေ့ထားတာရှင်နောက်ထပ်တစ်ပြင်မှာ၃ညလေးလေးဆိုတဲ့အတွက်ပေါင်းရှင်ရှစ်ပရိချာပြီးသွားတယ်ပေါ့နော်နောက်ထပ်တစ်ပြင်ချက်ပြီးဒီတိုင်ပဲလေးလာကြည့်အောင်ဒီအလေးထင်း၆ခုနဲ့ချိန်ပေါင်းတာ၁၂နည်းနဲ့ပေါင်းတာလေးဒီအောက်ကလေးနဲ့ပေါင်းရှင်ကရှစ်ပရိပိန်မှာဖြစ်ပါတယ်အဲ့ဒီရှစ်ပရိပိန်ကသူချာပြီးသွားတာကနည်းနည်းတိဖြစ်ပါတယ်ခင်ဗျာ၃ညလေးလေးပြီးတော့နည်းနည်းတိဆိုတဲ့အတွက်ပေါင်းရှင်က၅ပေါ့နော်ရှစ်ပရိပိန်က၅ပရိချာပြီးသွားတာဖြစ်ပါတယ် ဒီအနီရောင်လေးနဲ့က gap တို့တည်းဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့နောက်ထပ်၃များလေးလေးမှာဆိုရင်ငချိန်ပေါင်းပြီးတော့ဒီအပိတ်မှာတစ်ချိန်နောက်ထပ်နိနိတိကတိအပိတ်မှာတစ်ချိန်ဆိုတော့လေး၃လီဆက်နှစ်ဒီမှာတစ်ချိန်ပေါ့နော်နိတိပေါင်းချင်း၃၃ပြိပေးတာဖြစ်ပါတယ်နိနိတိပြီးတော့နောက်ထပ်တစ်ပြင်မှာက၈၄၃ပေါ့နော်၈၄၃ဆိုတဲ့အတွက်အဲ့မှာဒိုက်လေးပိတ်၃လုံးပေါင်းချင်းက၅ပေါ့နော်၃ပြိပေးတာ၅ပြိခြာပေးသွားတာဖြစ်ပါတယ်နောက်တစ်ခု ဒီနေ့နှစ်ချိန်ပေါင်းလေးလေးနဲ့တစ်ပေါင်းရှင်၅ပေါ့နော်အဲ့ဒီ၅ကိုဒီအောက်က၃နဲ့ထပ်ပေါင်းတာဆိုရင် ပေါင်းရှင်၈ပြိအားနေတာဖြစ်ပါတယ်ထားပြီးတော့တာက၈၆၃ပေါ့နော်၈၆၃ဆိုတဲ့အတွက်အဲ့ဒီမှာ ပေါင်းရှင်က9ပြိဖြစ်ပါတယ်၈ပြိပေးတာ9ပြိခြားပြီးတော့ခေတာဖြစ်ပါတယ်ခင်ဗျာလေးနှစ်ကြိမ်ရှိရှင်းနဲ့၃ပေါင်းတာ၁၁ကိုဒီအောက်က၃နဲ့ထပ်ပေါင်းတာဆိုရင်ပေါင်းရှင်က၁၃ပေါင်းလေး လေးပရိပေမှာပေါ့နော်နှစ်တုံညာကိုဖြစ်ပါတယ်ရှေ့ရှောက်သုံးပြီးတော့နှစ်တုံညာကိုဆိုတဲ့အတွက်တိပရိချပေးသွားတယ်ပေါ့နော်လေးပရိပေတာတိပရိချပေးသွားတာဖြစ်ပါတယ်ဒီအလေထင်း6ခုနှစ်ကြိမ်ပေါင်းပြီးတော့3တစ်ကြိမ်9တစ်ကြိမ်ပေါ့နော်ဒါဆိုရင်ဒီတုံညာကိုနှစ်ကြိမ်ဒီအောက်ကတစ်ကြိမ်ပေါ့နော်ဒီအပေါ်မှာဆိုရင်6နှစ်ကြိမ်ပေါင်း7နှစ်ကို3ပေါင်းရှင်း5ဖြစ်ပါတယ်9ကိုဒီအောက်က9နှစ်ပေါင်းရှင်း ဆက်လေးရမှာပေါ့နော်လေးပရိပေးမှာဖြစ်ပါတယ်လေးပရိပေးတာနှစ်ချိန်ဆက်ပေါ့နော်လေးပရိပေးတာသူကခွန်ခွန်ကိုဆိုတဲ့အဲ့မှာ2025နှစ်နှစ်ကဏ္ဍ3ပရိခြားပေးသွားတယ်ပေါ့နော်လေးပရိပေးတာ3ပရိခြားပေးသွားတယ်နောက်တစ်ခုတော်မြတ်နဲ့ကိုပေါင်ကိုကိုတစ်ချိန်ဆိုတော့ဆက်ရှိပေါ့နော်10ပရိပေးမှာဖြစ်ပါတယ်နှစ်ချိန်မှာ10ပရိပေးတာ9ပရိခြားပေးသွားတယ်ပေါ့နော်10ပရိပေးတာ9ပရိခွန်တော်မြတ်တော်မြတ်ဖြစ်ပါတယ်နောက်တစ်ခု ဒီအလေထိန်ခုနှစ်ကိုနှစ်ချိန်ပေါင်းမယ်ပေါ့နော်7463ကိုဒီအောက်ကတုံများနဲ့ပေါင်းရှင်းတုံ300ရတယ်ပေါ့နော်။ဒါကြောင့်မို့3ပြိတ်ပေမှာဖြစ်ပါတယ်။300ဆိုတဲ့အတွက်ကြောင့်မို့ပေါင်းရှင်း9ပြိတ်ပဲထပ်ပြီးချပေးသွားတယ်ပေါ့နော်။3ပြိတ်ပေက9ပြိတ်ချပေးသွားတာဖြစ်ပါတယ်။ဒီအလေထင်းတုံများနဲ့လုံးနှစ်ချိန်ပေါ့နော်။အဲတုံများရဒီအောက်က9ရပေါ့နော်။ပေါင်းရှင်း9ပြိတ်ပေမှာဖြစ်ပါတယ်။8 9လေးချပေးသွားခဲ့တယ်ပေါ့နော်။ ရှေကူလေးဆိုတဲ့အတွက်ပေါင်းရှင်တိပရိဖြစ်ပါတယ်နောက်တစ်ခုဒီခုနှစ်နှစ်ကြိမ်ခွန်၃ကြိမ်နဲ့ဆက်ဒီပေါ့နော်ပြီးရင်လေးနဲ့ပေါင်းတော့ပေါင်းရှင်၅ဖြစ်ပါတယ်၅ပရိပေတာပေါ့နော်၅ပရိပေတာခြားပြီးတော့တာက၅၆၃ဆိုတဲ့အတွက်ပေါင်းရှင်၄ပရိခြားပြီးတော့ခဲ့တာဖြစ်ပါတယ်ခင်ဗျာ ဒီကိုးနှစ်ကြိမ်ထပ်ပေါင်းမယ်ပေါ့နော်ငါးပရိပေတာလေးပရိခြားပြေးသွားခဲ့ပြီဒါခင်ဗျာပြီးရင်ဒီကိုးနှစ်ကြိမ်ရှင်းရှင်းလေးပေါင်းဆက်နေပေါ့နော်နေကိုဒီအောက်က၃နဲ့ပေါင်းချင်း၅ဆိုတဲ့အဲ့ဒီမှာ၅ပရိနှစ်ကြိမ်ဆက်ပေါ့နော်၅ပရိနှစ်ကြိမ်ဆက်မှာ၆ရှစ်ခွန်ဆိုတဲ့အတွက်ပေါင်းချင်းဒီပရိခြားပြေးသွားခဲ့တာဖြစ်ပါတယ်ဒီအလေးထင်း6ခုနှစ်ကြိမ်ပေါင်းမယ်ပါနော်6နှစ်ကြိမ်7နှစ်ကို3နဲ့ပေါင်းတာ9 9ကိုဒီ9နဲ့ထပ်ပေါင်းတာဆိုရင်ပေါင်းရှင်7နှစ်ရတယ်ပေါ့နော် နိပရိပယ်မှာဖြစ်ပါတယ်။အဲဒီနိပရိပယ်မှာသူချပြသွားတာကနိနိခွန်ဆိုတဲ့အတွက်ပေါင်းရှင်တိပရိဖြစ်ပါတယ်။တိပရိပယ်ထပ်ပြီးချပြသွားတယ်ပေါ့နော်။နိပရိပယ်ဟာတိပရိ။နောက်တစ်ခုဒေချင်းနဲ့ဂျိန်၁၆69ခုနဲ့ပေါင်းရှင်73ကိုဒီအောက်ကခုနှစ်နဲ့ထပ်ပေါင်းတာဆိုရင် ပေါင်းရှင်၃ညာဆိုတဲ့အတွက်၃ညာပရိပယ်မှာဖြစ်ပါတယ်။38ဆိုတဲ့အတွက်ကြောင့်မို့ဒိတ်လေးပဲကတန်း၃လုံးပေါင်းရှင်၉ပရိချပြသွားခဲ့တယ်ပေါ့နော်။ โอเคကိုးချိန်မှာတော့ဒီ20အတိုင်းပဲပေါ့နော်ဒါဆိုရင်ဒီအလေထင်နေချိန်အနည်းနဲ့ချိန်ပေါင်းလေးလေးခွန်က70ရာတွေပေါ့နော်70ကိုဒီအောက်ကရှင်းနေပေါင်းရှင်းကပေါင်းရှင်း900ရာတွေအတွက်ကြောင့်ပေါ့ဒီကိုးချိန်မှာကိုးပြိပိန်မှာဆိုပြီးအဲ့ဒီ20ရာဆိုလို့ရှင်းဖြစ်ပါတယ်ပေါ့နော်ခွဲပြန်စစ်ကြည့်အောင်ကျွန်တော်ဒီခုနှစ်ပြိမှာ10ပြိချပြီးသွားတယ်9ပြိမှာ4ပြိပေါ့နော်8 900လေးအနေစကြည့်အောင် ဒီမှာခုနှစ်ပြိပယ်တာတိပရိခြားပြီးတော့ငါးပြိပယ်လေးပြိပေါ့နော်ငါးငါးငါးနှစ်တုံညာပေါ့နော်တယောက်မှာငါဒီမှာနှစ်တုံညာပေါ့နော်ငါးငါးနှစ်တုံညာဆိုပြီးဒီမှာဖြစ်ပါတယ်ဒီမှာရေးပြထားတယ်ပေါ့နော်ဒါဆိုရင်ဒီမှာတော့9ချိန်မှာတပင်ပေါင်း30နဲ့9ချိန်မှာ9ပြိပယ်မှာဖြစ်ပါတယ်ဒါ20ရအရာပေါ့နော်20ရအရာ9ပြိပယ်ထားရှင်းဖြစ်ပါတယ် ဟုတ်ကဲ့ဒါဆိုရင်ကျွန်တော်အရှိမပြိပယ်ရင်ဒီအရာပြန်ပြီးညှိကြည့်မယ်ဆိုရင်ရှောင်း339နဲ့အဲ့ဒီပြိ၅လုံးပေးထားပြီးပြီပေါ့နော်အခု20နံပါတ်3မှာကျတော့ကျွန်တော်တနည်းအရာ6ပြိပယ်ထားတာဖြစ်တဲ့အတွက်ကြောင့်မို့ပြိ9လုံးပေးမယ်ပေါ့နော် sorry ရှောင်းလုံးပေးမှာပေါ့နော်ရှောင်း9 9639ခုနှစ်အဲ့ဒီပရိ6လုံးပြေတော့ပရိ4လုံးကျန်မယ်ပေါ့နော်ကျန်နေတဲ့ပရိ4လုံးက3 9 1ပေါ့နော်အမှန်နှစ်ပါတယ်3ပါတယ်ဆိုတော့ လေးပရိမာပါတဲ့အတွက်လေးရဲ့၅ရဲ့၆ပါတဲ့ခွန်ပါတဲ့ရှေကမပါတဲ့အတွက်ဒီတင်းလေး၅ရှေပရိလေးလုံးကြံမှာဖြစ်ပါတယ်ပေါ့နော်တင်းလေး၅ရှေပရိလေးလုံးကြံတာဖြစ်ပါတယ်အဲ့ဒီမှာလည်းရှေပရိကလည်းအာနိအတွက်နေ့ထဲမှာလည်းတွေ့နေရတယ်ပေါ့နော်โอเคတင်းလေး၅ရှေပရိမှာ20နံပါတ်နေပေါ့နော်ပရိ20ဒီလေး၅ရှေဆိုပြီးတော့လေးဒီမှာရှိတယ်ပေါ့နော်ပုံပရိကတော့ကျွန်တော် အဲ၄၈၃ညပုံပရိတ်လေးရှိတယ်ပေါ့နော်၄၈၃ညကျွန်တော်ပုံတူပရိတ်နဲ့သုံးလုံးစုပြီးတင်ပြထားတယ်ပေါ့နော်အဲဒီမှာအဲ၃ညပရိတ်ကအာနေတွင်နေထဲမှာပါနေတဲ့အတွက်ကြောင့်မို့၄နဲ့၈နဲ့ပရိတ်တင်မှာပေါ့နော်အဲဒီ၄၈တဲ့က၈ပရိတ်ဒီလည်းအာနေတွင်နေထဲမှာပါနေတဲ့အတွက်ကြောင့်မို့ကျွန်တော်ချင်းချင်းသုံးပြရမှာဖြစ်ပါတယ်โอเคကျွန်တော်ရဲ့ဗီဒီယိုကိုလည်းကြည့်ရှုအားပေးခဲ့ကြတဲ့မိတ်ဆွေများကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ